ဒီနေ့ဗီဒီယိုကြည့်ပြီးရင် candy ဆိုတာဘာလဲဆိုတာကိုအင်္ဂလိပ်လို ဒီ silent တွေပြောပြနိုင်မှာဖြစ်ပါတယ်ဒီမှာသုံးတဲ့ vocabulary တွေဟာဆရာတို့ daily usage တွေထက်ပိုပြီးတော့ခက်ခဲတဲ့ vocabulary ဖြစ်တဲ့အတွက်ကြောင့် educational usage လို့ခေါ်တယ်ဆရာပညာရေးဆိုင်ရာသုံးလုံးမှာထည့်ပြီးတော့သုံးလို့ရတယ်အဲ့တော့ဆရာရဲ့ပုံမှန်စာရေးတွေနဲ့အတူတူတွဲပြီးတော့လေ့လာကြရပြန်ဆရာရဲ့ learner တွေရဲ့ vocabulary လေးမြင်မှလာမှာဖြစ်တယ်ပေါ့နော်ကဲမင်းကွန်းလေးတွေတော့လွယ်လွယ်လေးပါပဲ grammar တိစပုံတွေလည်းလွယ်တယ်ဒီ vocabulary ပဲခက်တာဖြစ်တဲ့ကြောင့် vocabulary ကိုတိုးတက်ချင်တယ်ဆိုရင်ဒီ series လေးကဒီနေ့တစ်ခုပုံမှန်ကြည့်သွားတဲ့ series လေးလည်းဖြစ်တယ်ပေါ့အဲ့တော့ what is candy candy ဆိုတာဗာလဲတဲ့အဲ့တော့ candy ဆိုတာဗာလဲဆိုရင် patience patience ဆိုတာဗာလဲဆိုရင်စိတ်ရှည်မှုဖြစ်တယ် patience လို့ခေါ်တယ်။နောက် tolerance tolerance ဆိုတာဗာလဲဆိုလို့ရှိရင်သီးခံနိုင်မှုဖြစ်တယ်။ဒီကောင်နဲ့ diet နည်းနည်းကြီးဆက်ဆုံးဗာလာပြောင်းခြင်းမအင်္ဂလိပ်လို့ဒါပါဠိစကားလုံးပေါ့ and endurance endurance ဆိုတာဗာလဲဆိုလို့ရှိရင်ခံနိုင်ရည်ရှိမှုဖြစ်တယ်။ပူတာအေးတာဆားလောင်တာတွေကို ဟိုမကြီးမကြွားပဲနဲ့ခံနိုင်ရရှိမှုဖြစ်တယ်အဲ့ဒါကိုဘာလို့ပြောလို့ရလဲဆိုရင်ခံဒီလို့ပြောလို့ရပါတယ်အဲ့တော့ what is khandi လို့မင်း khandi is patient tolerance and endurance ဒီလိုလေးဖြေလို့ရတယ်နံပါတ် question how ဆိုတာဘယ်လိုလဲ how does a patient person ဒါအခုစကားလုံးဒါ subject ပေါ့ subject ကလည်းတကယ် main subject ပေါ့ respond to anger a patient person ဒီစိတ်ရှည်တော်လူတယောက်ဆိုရင် to anger anger ဆိုတာဒေါသဒေါသကို how ဘယ်လိုမျိုး respond to တုံ့ပြန်တယ်လဲเนาะဒီ meaning လေးတွေကအဲလမ်းလာရေးမှတ်ထားတင်တယ်သုံးတင်တယ်ပေါ့အဲတော့ a patient person စိတ်ရှည်သောလူတစ်ယောက်အားဆိုရင် to anger ဒေါသကို how ဘယ်လိုမျိုး respond to တုံ့ပြန်တယ်လဲတဲ့အဲတော့ဘာနဲ့တုံ့ပြန်လဲ with နဲ့တုံ့ပြန်တယ်တဲ့ love ချစ်ခြင်းမေတ္တာနဲ့တုံ့ပြန်တယ် compassion တနာကိယုနာနဲ့တုံ့ပြန်တယ်เนาะကိုယ်မတရားလုပ်နေလူတော့မအောင်ဒီလူဒုက္ခရောက်တော့မှာပဲဆိုပြီးတနာကိယုနာကြက်သက်တာမျိုးအဲ compassion လို့ခေါ်တယ် အမ်ပြီးတော့ no thoughts or revenge revenge ဆိုတာလက်တုံ့ပြန်တာလက်စားချင်မဲ့ thoughts ဆိုတာအတွေးမျိုး no မရှိဘဲနဲ့တုံ့ပြန်ပါလေတဲ့ဒါဒီဒီစိတ်ရှိတဲ့လူတရားဒေါသကိုတုံ့ပြန်နေရအဲ့လိုတုံ့ပြန်နေပဲဖြစ်တယ်တဲ့နော်စိတ်ချင်းမြတ်တာထားလိုက်တယ်တရားဖြူနာတက်လိုက်တယ်လက်တုံ့ပြန်ခြင်းနဲ့စိတ်ကိုမတွေးတော့ဘူးဒါဟာ a patient person ရဲ့ anger လို့ခေါ်တဲ့ဒေါသကို respond to ုံ့ပြန်တဲ့ပုံစံပါပဲတဲ့နောက်နံပါတ်နောက်တစ်ခု why in controlling temper ဒါကအခုစကားလုံး controlling temper subject temper ဆိုတာစိတ်လိုလဲဘာသာပြန်လို့ရတယ်နောက်ထပ်ကြတော့ဒေါသလိုလဲဘာသာပြန်လို့ရတယ်ဒီစိတ်တွေဒေါသတွေကို controlling ထိန်းချုပ်ခြင်းတဲ့ဘယ်လိုခေါ်လဲ controlling เนาะထိန်းချုပ်ခြင်းอ่ะဆိုရင် why ဘာကြောင့် important အရေးကြီးတာလေတဲ့စိတ်ကိုထိန်းချုပ်ခြင်းอ่ะဘာကြောင့်အရေးကြီးတာလဲဆိုတော့တဲ့ it ၎င်းဟာဆိုရင်တဲ့ဘာလဲဒီ it ဒီဘာပြောချင်တာဒီ controlling temper ပြောချင်တာစိတ်ထိန်းချုပ်ခြင်းဒီတဲ့ peace ငြိမ်းချမ်းမှုတွေ happiness ပျော်ရွှင်မှုတွေ friendship ဒီမိစေပေါင်းတင်တွေရဲ့ငွေချင်းဆက်ဆံရေးတွေကို preserve ထိန်းသိမ်းထားပေးလို့ပါမပြတ်စည်းသွားဘူးစိတ်ကိုလှုပ်ပြလိုက်လို့ရှင်ပြောချင်တာပြောလိုက်မယ်ဆိုရင်ငင်းချင်ရေးပြတ်သွားမယ်ပျော်ရွှင်မှုတွေပြတ်သွားမယ် friendship လို့ခေါ်တယ်ဒီပေါင်းတင်ဆက်ဆံရေးတွေပြတ်သွားမယ်အဲ့ဒါကိုမပြတ်အောင် preserve ထိန်းသိမ်းပေးပါတယ်။ဘာထိန်းသိမ်းပေးရလဲ controlling temper ကထိန်းသိမ်းပေးပါတယ်။ဒါဆိုဆရာရဲ့ learning ဒီနေ့မှာ vocabulary ကိုအသိအမြင်တွေရောရရှိသွားမယ်လို့ဆရာမျှော်လင့်ပါတယ်။အဲ့တော့ဒီ series ရဲ့ writing series အတွက်ပြီးလေ့လာပါ။ဒီနေ့မှာစတွေ့ရတဲ့ learning များတော့အင်္ဂလိပ်စာအောက်တက်ချင်အောင်အင်္ဂလိပ်စာအောက်တက်ချင်ဖို့ရ30ဆိုတဲ့ series လေးရတယ်စပြီးရောလေ့လာကြပါ။အဲ့တော့အားလုံးပဲစူးစမ်းလေ့လာပါ fighting ပါ။ Today we are going to learn a new word candy. So what is candy? So candy mean patient tolerance and endurance. For example, if someone shout at you or make you angry, if you can stay calm, this is called candy. Now, question number two. How does a patient person respond to anger? So he respond with love, compassion, and no thoughts or revenge. So if someone say bad words to you, if you don't say bad words, this is called a real patient. You just mind and let it go. Now, question number three. Why is controlling temper important? controlling temporary is important because it preserves peace, happiness, and friendship. So we can say that candy uh, protect our heart and also our relationship.